ာချုပ်ဖြတ်ထားတာပြန်ဆက်လို့ရသလားဆရာမရဲ့ဆိုတဲ့မိကွန်းကိုကျမကိုမကြခဏမေးကြတဲ့အတွက်ကြောင့်မို့လို့ဘလို့သားချုပ်ဖြတ်နည်းမျိုးတွေကတော့ပြန်ဆက်လို့ရတယ်လေဘလို့နည်းမျိုးတွေကတော့ပြန်ဆက်လို့မရဘူးတလေပြန်ဆက်ပြီးရင်ကိုကိုယ်ဝန်ရနိုင်ကြည်ကိုယ်ဝန်ဆောင်နိုင်ကြည်နှုံးကဘလောက်ရှိတယ်လေကိုယ်ဝန်ဆောင်ပြီးရင်ကိုအသက်ရှင်ကျန်းမာတဲ့ကလေးလေးတွေကိုမွေးဖွားပြီးအင်ခေါ်သွားနိုင်တဲ့နှုံးကဘလောက်ရှိတယ်လေ အလိုအချက်အလက်တွေကအဲ့ဒီရနိုင်ကြီးရနိုင်နှုံးတွေကိုအဆုံးဖြတ်ပေးနိုင်တယ်လေတခြားကဘလို့အချက်အလက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့ဒီသားကြောပြန်ဆက်မလားတခြားနီလန်းကို သုံးမလားဆိုတာကိုစဉ်းစားဆုံးဖြတ်ကြမလဲဆိုတာအတွက်ဒီနေ့မှလက်ရှိ ဆေးပညာဆိုင်ရာတက်တည်အထောက်အထားတွေပေါ်မူတည်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျမနာမည်ကတော့ဒေါက်တာမျိုးနန္ဒာပါ။ကျမကယခုလက်ရှိ UK နိုင်ငံကတာဖွားနေမြည့်ရဲ့အတိုင်းပင်ငယ်အထုကုဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။အခုဒီအသေးစိတ်ကိုနားထောင်ချင်နေဆိုရင်တော့မြန်မာ OG Doctor Facebook page မြန်မာ OG Doctor YouTube channel နဲ့မြန်မာ OG Doctor Telegram channel တွေတို့မှာဗီဒီယိုအစီအလေးကိုကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။